ခုတစ်ခါမှာတော့ကလပ်ကပဖလားရှေ့ရမြောက်နေ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့သုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါမယ်။တနင်္ဂနွေညကနေတနင်္လာနေ့မနေ့အကူမြန်မာစံတော်ချိန်မနေ့တနအိခွဲမှာ Real Madrid နဲ့ Pachuca မနေ့၄နိုင် ခွဲမှာ Seven နဲ့ El Hilal မနေ့9နိုင်ခွဲမှာတော့ Man City နဲ့ LA အသင်းတို့ရှင်ပြိုင်သွားမှာဖြစ်ပါတယ် Man City အတွက်ကတော့အနေအထားချင်းကွာလို့နဲ့ပြိုင်ဘက်ဖြစ်တာကြောင့်ဘယ်နှကူးပြတ်မလဲဆိုတာကိုပဲစောင့်ကြည့်ရမယ့်ပွဲဖြစ်လို့ ဂျန်နဲ့ပွဲစဉ်နဲ့ပွဲအကြောင်းကိုပဲဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်။အဖွင့်ပွဲမှာအယ်ဟီလယ်ကိုတည်ရီချခဲ့တဲ့ရီယယ်မက်ဒရစ်အနေနဲ့ဒီပွဲမှာတော့အမားလို့လို့လုံးဝမရတော့ပါဘူး။တကယ်လို့ဒီပွဲမှာရလက်မကောင်းခဲ့ဘူးဆိုရင်အုပ်စုနောက်ဆုံးပွဲစဉ်မှာဇက်ဘတ်နဲ့တွေ့မှာဖြစ်လို့ဇက်ဘတ်ကအုပ်စုကတက်ဖို့တေချာတယ်လို့ဖြစ်နေပြီဆိုရင်တည်ရီခံကစားတာမျိုးလောက်လာနိုင်လို့ဖြစ်ပါလေ။ရီယယ်မက်ဒရစ်နီးပြအလွန်ဆိုအနေနဲ့လီဗာပူးစင်မှာသူအောင်မြင်ခဲ့တဲ့3-3ကစားကွက်ကိုစွန့်လွတ်ပြီး အဖွင့်ပွဲမှာတုံးသွားခဲ့တဲ့နောက်တန်း၄ယောက်စနစ်နဲ့ကစားကွက်ကိုပဲ Real Madrid မှာဆက်ပြီးပုံဖော်မှာလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Real Madrid မှာလည်းကျမကြီးပြန်ကောင်းလာတဲ့ Mbappe ပွဲထွက်ကစားနိုင်မယ်လို့ဆိုတာကြောင့် El Hilal နဲ့တုံးကလို့ဂိုးရဖို့ခက်ခဲနေတာတွေတော့ရော့သွားဖို့များပါတယ်။ Pachuca ဟာဆက်ဘက်ကိုရှုံးခဲ့ပေမဲ့ဆက်ဘက်နဲ့ပွဲမှာဂိုးပေါက်ကန်သွင်းတာ23ချိန်အထိကိုရခဲ့တာဖြစ်လို့မတည်ငြိမ်သေးတဲ့ Real Madrid နောက်တန်းအထွက်တော့ပြဿနာရှိနေတာကိုထည့်စင်းစားရပါလိမ့်မယ်။ ရီယယ်မက်ဒရစ်အနေနဲ့မဖြစ်မနေနိုင်ငုံနိုင်အောင်ကစားမှဖြစ်တာမှန်တယ်လို့သူ့ရဲ့ခံစစ်ကြောင်းမလို့ပါချူကာကိုလည်းဂိုးပေးရမယ်လို့တော့ထင်ပါတယ်ဒီတော့အယ်ဟီလဲနဲ့ပွဲမှာကြာသွားတဲ့ impression ကိုတင်ဖို့ကြိုးစားလာမဲ့ရီယယ်မက်ဒရစ်ကြောင်းမလို့ဒီပွဲကနှစ်သင်းလုံးဂိုးရပြီးဂိုးတွေအများကြီးမြင်ရမယ်ပွဲလို့သုံးသပ်ပေးချင်ပါတယ်7နဲ့အယ်ဟီလဲရဲ့ပွဲကတော့မထင်မှတ်ပဲအကျိတ်နဲ့ဖြစ်သွားနိုင်ပါတယ်အယ်ဟီလဲဒီပြစီမိုနီအင်ဇာဂီဟာ အချိန်တိုအတွင်းအက်လီလေကိုပုံသွင်းထားတာကိုတော့ short တွက်လို့မရပါဘူးဆိုတာကို Real Madrid နဲ့ပွဲမှာတွေးခဲ့ရပြီဖြစ်ပါတယ်။ဆက်ဘက်ကဩစတေးလျအသင်းတွေပုံစံအတိုင်းတိုက်စစ်အားတန်တဲ့အသင်းဖြစ်တာကြောင့်ကိုအားတန်တဲ့ပုံစံအတိုင်းပဲကစားဖို့တော့များပါတယ်။အက်လီလေဟာ Simone Inzaghi ရဲ့ပုံသွင်းမှုအောက်မှာ high pressing တွေ high line defense တွေကိုကောင်းကောင်းကစားနိုင်တာကို Real Madrid နဲ့ပွဲမှာမြင်ရခဲ့ပြီးပြီဖြစ်လို့ဆက်ဘက်အတွက်တော့ထင်သလောက်မလွယ်နိုင်တဲ့ပွဲဖြစ်ပါတယ်။ ောက်ပြီးတော့အယ်ဟီလေကလည်းမရှုံးနိုင်ဘူးလို့တော့သုံးသက်ပေးခဲ့ချင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီပေါ်မှာညီကိုတို့ဘလို့ထင်မြင်လဲဆိုတာကိုလည်း comment လေးတွေပေးသွားပါဦးကျေးဇူးအများကြီးတင်ပါတယ်